ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာဂျွန်ကြီး channel ကြိုဆိုပါရနော်အားလုံးပဲမင်္ဂလာပေါင်းလုံးပြည့်စုံလို့နေဖြစ်ပါစေဗျာ။ဟာဒီနေ့ညနေပိုင်းမှာတော့6ခုဆိုတော့ပါအောင်မနော်63ဆိုတော့ပါအောင်ပေါ့။မနက်ကလည်း1 3ကီမနက်ကပြိပဲ3ည5ပြိ อีดิเป็ดตัวတော့งုတ်ตုံไปอ่ะเนาะนักก็ตုံจ้าညနေတော့ညနေလေကြီးစီပြတ်တယ်เนาะကြီးအောင်လေလမ်းကြောင်းကိုမမြင်နဲ့လမ်းကြောင်းနေနဲ့တွားအဲကြောင့်တကုံရှားတာတယ်ကိုကကြီးနှစ်ခုကိုကျွန်တော်ကအပီအပီနဲ့ကျွန်တော်ရှားလိုက်တယ်ဗျเนาะပြီးရင်အချိန်နှစ်ခုနဲ့တကွက်သေးပဲเนาะအချိန်ကတွေ့ဟိုကတော့အကီးသုံးခုကီးသုံးခုဆိုကီးသုံးလုံးကီးသုံးလုံးဆိုကိုကွက်ကတော့ ရှိမယ်ဒါပေမဲ့ကျွန်တော်ကတော့ပြီးတဲ့အချင်းလေးနဲ့ထိပ်စီးလေးနဲ့ထပ်လုံးတော့တကွက်ပဲကြံတဲ့ဟာတွေတော့ချိန်ကိုသဘောထိုးတော့ထိုးတာနော်ကဲအားလေးတစ်ချက်ကြည့်အောင်ဟုတ်ပြီကြည့်အောင်ဒီ9ရဲ့2ရဲ့4ရဲ့4 1 5 9 4 3လုံးပေါင်းချင်းတက်ပါတက်ပါဝါ6တက်နှခက်ခက်ရှိတက်6ရှိကီးပါထွက်လဲဒီမှာ2 6ဆိုပြီးထွက်တယ်နော်ကီး3ခုကီး3ခုဟုတ်ပြီ 5နှစ်4 3လုံးမောင်းကြီးတစ်ဖြစ်တယ်လို့3 3 6 3လုံးမောင်းကြီးတုံညပါတုံညပါဝါ5တုံညနှခက်ကခွန်တုံည5ခွန်ပြီးမထွက်လဲနှစ်တုံညစဉ်ထွက်တယ်သုံးတိချောင်းသုံးလုံးမောင်းကြီးတုံညာဖြစ်တယ်လို့ရှစ်တိရှစ်တိတုံညာသုံးလုံးမောင်းကြီးကဟိုးပါ ကိုပါဝါလေးကိုနှစ်ခါခါ6ကိုလေး6 okay ပါတော့လေ6တစ်ဆိုဒီမှာထွက်တယ်ဟုတ်နော်7တစ်3ညအုံးလုံးပေါင်းကြီး9ဖြစ်တယ်လို့နဲ့လေနှစ်ရှိခွန်ခွန်နှစ်ရှိရှစ်ခွန်နှစ်သုံးလုံးပေါင်းကြီးခွန်ပါခွန်ပါဝါနှစ်ခွန်နှစ်ခက်ကတုံညာခွန်နှစ်တုံညာကီပါထွက်လေ9နှစ်ဆိုဒီမှာထွက်တယ် ခွန်ရှင်းနဲ့သုံးလုံးပေါင်းချင်းခွန်ဖြစ်တယ်လို့တဲ့64သုံးလုံးပေါင်းချင်း6ပါ6ပါဝါတဲ့6နှစ်ခါကကို6တင်ကိုပြီးဘာထွက်လဲ68ဆိုပြီးတော့ထွက်တယ်ဟုတ်ရောเนาะ66လေးသုံးလုံးပေါင်းချင်း6ဖြစ်တယ်လို့တဲ့63အပေါင်း3ည3တဲ့ 331သုံးလုံးပေါင်းရင်4ပါတယ်4ပါဝါကိုလေးနကကနဲ့လေးကိုနဲ့ကီပါထွက်တယ်နှစ်3ဆိုဒီမှာထွက်တယ်ဟုတ်နော်331သုံးလုံးပေါင်းရင်4ဖြစ်တယ်လို့တင်းနဲ့တဲ့သုံးလုံးပေါင်းရင်4ပါလေးပါဝါကိုလေးနှစ်ကကနဲ့လေးကိုနှစ်ပြီး လက်ပဲ၄ခုနဲ့ဟုတ်နော်၄ခုနဲ့၄ခုနဲ့โอเคတာကီးတွေ၄ခုနဲ့ဟုတ်ပြီနောက်တကီးလေးဆက်ကြည့် ဒါကြီးဖိလိုက်မလို့ဟုတ်ပြီနောက်တစ်ခုကမလို့လဲဒီမှာခွန်၈၄ခွန်၈၈၄ခွန်တုံးလုံးမောင်းညိုးပါကိုပါဝါလေးကိုနှစ်ခါက6 6 6အတွက်လဲ6 6ဆိုတဲ့အော်နော် 6 6ချင်းတူတယ်တူတယ်ဆိုရင်အပြီးမပြီးဘူးဆိုတဲ့ဘောစက်ကြီးရှင်းလေးခွန်ရှင်းလေးသုံးလုံးမောင်းကြီးကိုဖြစ်တယ်လို့၄နှစ်6သုံးလုံးမောင်းကြီးနှစ်ပါနှစ်ပါဝါခွန်နှစ်နှစ်ကကလေးနှစ်ခွန်လေးကီပါထွက်လဲနှစ်တုံညာစက်ကြီးပါထွက်တယ်လေးနှစ်6သုံးလုံးမောင်းကြီးနှစ်ဖြစ်တယ်လို့နှစ်6ရှစ်သုံးလုံးမောင်းကြီးရှစ်ပါတယ် ရှစ်ပါဝါတုံရှစ်နှစ်ခတ်ကတိရှစ်သုံးတကီပါထွက်လဲ6တိဆိုဒီပါထွက်လဲ6နှစ်3ညာ3လုံးပေါင်းချင်းရှစ်ဖြစ်တယ်လို့2ခွန်2နှစ်3ညာခွန်3လုံးပေါင်းချင်း5ပါ5ပါဝါလေး5နှစ်ခတ်က6 5 6တကီပါထွက်လဲ5နှစ်ဆိုဒီပါထွက်လဲဒီမှာ5 6နဲ့9နှစ်3ညာမတူတော့အပီးပီးသွားเนาะဟုတ်ပြီ ဟုတ်ပြီခုနှစ်တုံညသုံးလုံးပေါင်းရင်း6ဖြစ်တယ်လို့6သုံးလုံးပေါင်းရင်း3ပါပဲ3ပါဝါရှစ်3နကကငါ3 5ကီပါထွက်လဲ6ရှစ်ဆိုဒီမှာထွက်တယ်ဟုတ်နော်3 5နဲ့6 9ဆိုမတူတော့အပြီးပြီးသွားတယ်ဟုတ်ပြီနော် 6163သုံးလုံးပေါင်းရင်3ဖြစ်တယ်လို့9 1 3 9နှစ်တုံးလုံးမောင်ကြီးနှစ်ပါနှစ်ပါဝါခွန်နှစ်နှစ်ကကလေးနှစ်ခွန်လေးနှစ်နဲ့လေးနဲ့တူတော့နှစ်လေးအချင်းပုံနဲ့ပြီးသွားတယ်เนาะပြီးနှစ်ခုကလားတူနေတော့အပြီးမပြီးဘူးโอเคနှစ်တစ်ကို9တစ်နှစ်တုံးလုံးမောင်ကြီးနှစ်ဖြစ်တယ်လို့ ိုတိရှိတုံးလုံးမောင်းရှင်ရှစ်ပါတယ်ရှစ်ပါဝါတုံးရှစ်နှစ်ခက်ကတိရှစ်သုံးတိဟုတ်နော်ရှစ်သုံးတိကိရှစ်သုံးတိကိနဲ့၄ခုနှစ်ကိကဲကိကိနှစ်ခုမပြီးဘူးဆိုရင်ပြီးတာများတယ်ဆိုတော့ရှင်ကိုတော့โอเค ကီးနှစ်ခုဒါဆိုရင်ကျွန်တော်ကီးနှစ်ခုရဲ့အခွေခွေကြည့်အောင်ဒါအကျန်းခွေကြည့်မယ်နော်ဒါထိတ်စီနောက်ပြန်မပေါအောင်ပါရလေရှင်းနဲ့ခွေမယ်ရှစ်လေးရှိမယ်ရှစ်ကိုရှိမယ်ရှင်းနဲ့ရှိမယ်ဟုတ်ပြီသုံးနဲ့ခွေမယ်သုံးလေးရှိမယ်သုံးကိုရှိမယ်သုံးနဲ့ရှိမယ်ဟုတ်ပြီအခုက၁နဲ့ခွေမယ်၁လေးရှိမယ် တကူရှိမယ်တင်းနေရှိမယ်ဟုတ်ပြီဒါကျွန်တော်တို့က base နေနဲ့ကိနှစ်ခုကိုကျွန်တော်ယူထားတာเนาะကိနှစ်ခုရဲ့မတူညီခြင်းကိနှစ်ခု Okay. ဒီမှာကျွန်တော်အချင်းလေးကြည့်အောင်အချင်းလေးနော်အချင်းလေးကိုပင်တို့လေးနဲ့ချိန်ထားတယ်ဗျတစ်ချက်ကြည့်အောင်ကျွန်တော်တို့ဒီကလာဖြစ်လိုက်မယ်နော်အကိုအဲ့ကိုကွက်ပြီးတော့အတေနဲ့ကျွန်တော်ထားလိုက်ပါဗျာအတေမဟုတ်ဘူးစတေပဲပေါ့ဗျာဒီဟာဘယ် base နေနဲ့ကိုကွက်ယူထားမယ်တဲ့နဲ့ဟာကျွန်တော်စက်ကြည့်အောင်ဒီ6ရယ် 6ရက်3ညရက်နှလုံးပေါင်းညဘလောက်လဲ6ပါတဲ့6ပါဝါတက်6တက်အချင်းပါထွက်လဲဒီမှာ6တက်ဆိုပြီးထည့်ထွက်တာဟုတ်ရော6ရက်3ညရက်6ဖြစ်တယ်လို့ခွန်ရက်3ညရက်ဒီနှလုံးပေါင်းညဘလောက်ခွန်ပါတဲ့ခွန်ပါဝါနှစ်ခွန်နှစ်အချင်းပါထွက်လဲ9နှစ်ဆိုဒီမှာထွက်တယ်ဟုတ်နော်ခွန်ရဲ့၃ညရဲ့နှလုံးပေါင်းခြင်းခွန်ဖြစ်တယ်လို့ ခွန်ရ6ရဒီနှလုံးပေါင်းရ3ပါ3ပါဝါ8 38ချင်းပါထက်တယ်ဒီမှာ68ဆိုလို့ထက်တယ်ခွန်ရ6ရနှလုံးပေါင်းရ3ဖြစ်တယ်လို့ခွန်ရ6ရတည်ရနှလုံးပေါင်းရခွန်ပါခွန်ပါဝါနဲ့ခွန်နဲ့ချင်းပါထက်တယ်3နဲ့ဆိုဒီမှာထက်တယ်ဒါပုံတော့ချင်းအချင်းလို့ အပီးမပေးဘူး။ဟုတ်ပြီ6ရက်တည့်ရနှလုံးပေါင်းချင်းခုန်ဖြစ်တယ်လို့ဒီမှာဒီတည့်ရတည့်ရနှလုံးပေါင်းချင်းခုန်ပါနှစ်ပါလေနှစ်ပါပါခုန်နှစ်ခုန်ချင်းနှစ်ခုန်ချင်းဒီနှစ်နဲ့တော့ okay နေဟုတ်ပြီနော်ဟုတ်ပြီဒါတစ်ချင်းဟုတ်ပြီ ဒါဆိုရင်ကျွန်တော်နှစ်ကိုအဓိကယူလိုက်မယ်ဗျာโอเคဒီရအောင်ပဲကျွန်တော်အဓိကထားမယ်စက်ကြည့်အောင်ဒါအချင်းတခုနောက်တစ်ချင်းကြည့်အောင်6ရယ်3ရယ်နှလုံးပေါင်းရင်9ပါ9နှစ်ခက်က6 9 6ချင်းအထက်6တိဆိုဒီမှာထက်တယ်ဟုတ်နော် ထောက်ရဲ့တုံးရဲ့နှလုံးပေါ်ညူပိုးဖြစ်တယ်လို့တဲ့တုံညရဲ့နေရဲ့နှလုံးပေါ်ညင်နှစ်ပါနှစ်နှစ်ခါကလေးနှစ်လေးအချင်းဘာထွက်လဲခုနှစ်ဆိုဒီမှာထွက်တယ်ဟုတ်နော်โอเคတုံညရဲ့နေရဲ့နှလုံးပေါ်ညင်နှစ်ဖြစ်တယ်လို့တဲ့ တည့်ရဲ့ခွန်ရဲ့အဲဆွေရောင်လေးလုပ်လိုက်ပါတည့်ရဲ့ခွန်ရဲ့နှလုံးပေါင်းကြီး၈ပါးတယ်၈နှစ်ခတ်ကတည့်၈တည့်အချိန်ပါထွက်တော့ဒီမှာ၉၈စတူမထွက်တယ်နော်ဒါအချိန်နော်ဒီနှစ်ခုကိုပူလိုက်โอเคဒီနှစ်ခုပူမှာဆိုတော့ဒါမလို့တော့ဗော။ โอเคနောက်တစ်ခုတည့်ရဲ့ခွန်ရဲ့နှလုံးပေါင်းချင်းရှစ်ဖြစ်တယ်လို့နေ့ရဲ့၃ရဲ့နှလုံးပေါင်းချင်း5ပါဟုတ်ပြီ5နှစ်ခက်က၃5 3ချင်းပါထွက်လဲနေ့၃ဆိုဒီမှာထွက်တယ်ဟုတ်ပြီနော်နေ့ရဲ့၃ရဲ့နှလုံးပေါင်းချင်း5ဖြစ်တယ်လို့ရှိရဲ့၃ရဲ့နှလုံးပေါင်းချင်း1 တင်းနခကရှစ်တရှစ်ချင်းတရှစ်ချင်းအမပေါ်ရပြက်ရှစ်တရှစ်ဆိုဒီမှာရှစ်သုံးတင်းနဲ့ညီတယ်ဒီမှာနှစ်ခွန်ကနှစ်တလုံးနဲ့ညီတယ်ဆိုတော့ကျွန်တော်ကဘာယူမလဲဒီထဲရပဲကိုးကွက်ထဲရပဲကျွန်တော်ယူမယ်ဗျာဟုတ်ပြီနော်ကိုးကွက်ထဲရယူမယ်ဆိုတော့ဘာရှိမလဲနှစ်ကိုတလုံးနဲ့ယူမယ်ဆိုတော့တင်းနဲ့ ရှင်းနေပဲရှိတာပေါ့အဲအဲ့နှစ်ခုပဲရွေးထုတ်လိုက်မကောင်းလားနော်ရှစ်တချင်း၈သုံးတကီလေးခုနှစ်ကီနှစ်ခွန်ချင်းဒီနှစ်ခုကိုမင်းထားလိုက်โอเคမင်းထထအဲတင်းတင်းရှင်းနေပဲထိုးဗျာဟဲ့နော်အဲ့နှစ်ခွက်ထဲနှစ်ခွက်ထဲဆိုနှစ်ခွက်ထဲအမှထပ်ပြီးတော့ကျွန်တော်ဟိုဟာမလုံးနဲ့ပါ မိန်တစ်ကွက်ပဲပေးပါဆိုတဲ့လူတော့မလုံးနဲ့ဗျာဒီနှစ်ကွက်ကတော့အစင်ပြင်းပြင်းထိုးလိုက်နော်နိုင်တော့အဲကျွန်တော်နောက်ထပ်ဘာပြောမလဲဆိုခီးတွေဟိုဗရိတ်တွေပြောမဆိုရွာရှုပ်ချက်ခတ်ပုံပါဆိုတော့တော့ဗရိတ်မပြောတော့ဘူးနော်ထိတ်စီးတွေဗရိတ်ဒါတော့အာလိုက်ပါဗျာတင်းတင်းနဲ့ရှင်းနစ်ကတော့နော်โอเคကျွန်တော်ဘာလဲဆိုအဲဒီ73တင်းနဲ့49ကိုပဲအခြေခံထားတဲ့ဟာကိုပဲ ထိတ်စီးနောက်ပိန်လေးတွေ့တာလေးအဲဒီဒီတရားဟာပဲပါတဲ့ဟာကိုကျွန်တော်ပြမှာဟိုကြံတဲ့ကနန်းသူတို့အကုန်လုံးပေါက်ရင်တော့ကိစ္စမပေါက်ဘူးမပေါက်ခင်ရင်ချင်းကိုတို့ရှုံးကြီးရှုံးမှာဆိုလို့နော်အဲ့ထဲဟာကိုကျွန်တော်ပြန်ပြီးရှားထားတယ်တစ်ချက်ကြည့်အောင်နော်ဘယ်လိုလေးလဲဆိုတော့ဒီမှာအဲဘယ်လိုကုန်လဲစီစဉ်လာတဲ့ပါကျွန်တော်ဒါထိတ်စီးနောက်ပိတ်ကိုပြန်ပြီးပေးတာကြိုက်ရင်ပေါ့နော်ဒီဒီနှစ်ကွက်ထဲကြိုက်ရင်လည်းထိုးပေါ့ ။ဟောပြီးတော့ဘလူးလေးလဲဆိုဒီပေါ့6ရေ2 4ရေ2နှစ်ချောင်းလေးနှစ်လေးချောင်းသုံးလုံးမောင်းနေရမလားနှစ်ပါဟုတ်ပြီနှစ်ပါဝါခေါ်နှစ်ခေါ်ဒါထိတ်စီနော်ထိတ်စီโอเคဘယ်လိုနှစ်ခေါ်လဲဒီနှစ်ရဲ့6ရဲ့9ရဲ့သုံးလုံးမောင်းနေရနှစ်ခေါ်ဖြစ်ရမယ် ဖြစ်လဲခွန်ဖြစ်တယ်เนาะ269ဆိုခွန်ဖြစ်တာပေါ့ OB စက်ကြီးရော26လေးသုံးလုံးပေါင်းကြီး1ဖြစ်တယ်လို့တဲ့23ရ3သုံးလုံးပေါင်းကြီး5ပါတဲ့5ပါဝါ3ရ53ရဖြစ်ရမယ်ဘယ်လိုမျိုး53ရဒီခွန်ရဲ့ရှိရခွန်ရဲ့9ရဲ့9ရဲ့နှလုံးပေါင်းကြီး ဒီခွန်ကိုကိုဆိုတုံးလုံးပေါင်းရင်ငါးတုံညာဖြစ်ရမယ်ဆိုဘာဖြစ်လဲငါးဖြစ်တယ်နော်ကိုကိုကိုခွန်ဆိုတော့ငါးဖြစ်သွားတာပေါ့ဟိုမီးစက်ကြည့်အောင်နှစ်တုံညာတုံတုံးလုံးပေါင်းရင်ငါးဖြစ်တယ်လို့6နှစ်တုံးလုံးပေါင်းရင်ကိုးပါဟိုမီးကိုးပါဝါလေးကိုးလေးကိုးလေးဖြစ်ရဟိုမီးဘယ်လိုမျိုးကိုးလေးလဲ လိုမျိုးကိုလေးလေဒီ3ရေဒီ9ရေ2ရေ3 9နှစ်ဆိုတော့ခဏ3 9နှစ်3လုံးပေါင်းကြီးက9လေးဖြစ်ရမယ်ဘာဖြစ်လဲ4ဖြစ်တယ်เนาะဟုတ်ပြီအဲ့ဆိုတော့ကျွန်တော်ဒီမှာ6 7နှစ်3လုံးပေါင်းကြီး9ဖြစ်တယ်လို့9 9နှစ်ခွန် ုနှစ်ကိုတော်တော်များများရှစ်ပါရှစ်ပါဝါသုံးရှစ်သုံးဘယ်မနေ့ပြန်ရှစ်သုံးဘယ်လိုမျိုးရှစ်သုံးဖြစ်ရမှာနော်ရှစ်သုံးထိတ်မဟုတ်ဘူးဒီ၃ရယ်ဒီ၄ရယ်မနေ့ပြန်ထွက်မဲ့ထိတ်စီးရယ်တော်တော်များများကရှစ်သုံးဖြစ်ရမယ်ရှစ်ဖြစ်ဖို့ဆိုတော့၃ရယ်၅ရယ်ဆိုဘယ်လောက်လဲငါ၃ရယ်၄ရယ်ဆို၅ဖြစ်ပြီရှစ်ဖြစ်ဖို့ဆိုရင်၃နဲ့ပေါင်းရင်ရှစ်ပေါ့ဟုတ်ပြီနော်နောက်ထဲ၃နဲ့ပေါင်းရင်ရှစ် သုံးဖြစ်ဖို့ဆိုရင်ရှစ်နဲ့ပေါင်းရင်သုံးသုံးရှစ်ရှစ်သုံးထိစီနော်ကိုတွေ့တဲ့ဟာနဲ့ကိုရှာထားတဲ့ရှစ်သုံးတင်းနဲ့တော့ OK နေတာအဲ့သုံးရှစ်ကိုထစ်ကတင်းသုံးကွက်တိပါပဲအကြောင်းမို့ဘာလုံးမလဲရှစ်နှစ်ကိုမင်းပေါ့ဗျာအဲမင်းတကွက်ထဲဆိုပြီးကျွန်တော်လာပြီးတကွက်ကောင်းလေးပဲပေးပါဆိုတဲ့ဒီကိုနော်ရှစ်နှစ်နဲ့တင်းနှစ်ဒါပဲဒီကိုကွက်ကတော့ရှစ်သုံးကို ထစ်ကာထားဆိုတော့ကျွန်တော်ကိုးထားလည်းမှန်ပါလေရှင်းတော့ဒါကိုးွက်နော်တဲ့ပေါ့ဗျာအာနောက်ထပ်ဗရိတ်ပြအောင်အဲဒီနှစ်ကွက်ထဲပဲထိုးပါဗျာဗရိတ်ဒီမှာဇလန်းရှုပ်ဒီ38ကိုထစ်ကိုထားမယ်ဆိုရင်38ကိုထားမယ်ဆိုရင်ဒီမှာပါရှင်းရှစ်ဖဲရှိတာကို7နှစ်8ခွန်8ခွန်လေးပဲထပ်ထိုးရထိုးလိုက်ကဲဒါပဲတော်ပြီ7နှစ်မင်း7နှစ်8ခွန်ကိုအရန်ဟုတ်7နှစ်နဲ့8ခွန်နဲ့အရန်ထိုးလိုက်တော့ ဒီနှစ်ခုခွင်လဲခွင်တော့ဟောဒီနှစ်ခုခွင်ခွင်မခွင်ပါနဲ့နော်ဒါဆိုရင်တို့အောင်ဖြစ်နေတာပါဒီမှာပါနေပြီဒီကိုကွက်ကတော့အခြေခံပဲနော်ဒီတော့ကိုကွက်မှာပါနေပြီโอเคမပါတော့ဒီခွင်တစ်ခုပဲမပါမပါတဲ့ခွင်လာပြီထွက်နေတော့ပပိရဲ့ခွင်ရှိတယ်နော်အဲ့လိုကြမ်းကြမ်းတမ်းပြောရင်ဟိုကကင်လိုက်မယ်တော်တော်အာပွားโอเคရှင်းနေမင်းတင်းနေရှစ်ခွင်ရရများကဲအားလုံးပဲဒါပါပဲချင်းဒီကိုလို့ ကီးအမာနော်ကီးအမာနဲ့ကျွန်တော်တင်ပေးတာအားလုံးပဲကျမ်းမာချမ်းသာပါစေ